厉害、啊啊，真厉害！ ဒီနေ့မှာတော့ time မှာနေတဲ့လူတိုင်းတွေပါစားကြတဲ့ what the လူချင်းခေါ် what the လုံလုံနီလေးတွေကိုအဲ့ဒီ share ပောင်ပစ္စည်းတွေနဲ့လောက်ပြမလို့သတိဗီဒီယိုလေးကိုဆောင်းအောင်လေးကြည့်လိုက်ရအောင်နော်ပောင်ပစ္စည်းတွေကတော့ what the 1 kg ပေါ့နော်ဒါတော့ what အကျိတ်သားပါမယ်ပြီးတာနဲ့ pilopi နံမုတ်ပေါ့နော်ကော်မုတ်နောက်တစ်ခုကကြတော့ဒီက pink food ပေါ့နော်ဒီပွားစီပါမယ်တကြားပါမယ်စက်ပါမုတ်ပေါ့နော် what the မုတ်လည်းရတယ်ပြီးတာနဲ့စားပါမယ်ပဲငံပြရဲ့အကြီးပါမယ်ပြီးတာနဲ့စက်သွုံဖြူမှဥအကြီးကြီးလေးပေါ့နော်တစ်လုံးပါမယ်ပြန်နဲ့ငရုတ်ကောင်လက်တဆုပ်စားငရုတ်ကောင်အဖြူသုံးလဲရတယ်အမဲသုံးလဲရတယ် လက်သုပ်စာကတော့အထောက်တွေပဲသုံးထားတယ်အဲ့ဒါဆိုတော့လိုက်လဲလဲရအောင်နော်အရင်ဆုံးငရုတ်ကောင်လေးတွေကိုကျင်ညအောင်ထောင်ပေးလိုက်ပဲနော်ပြီးသွားတာနဲ့စွတ်သွံဖြူလေးတွေကိုရောထောင်လိုက်ပါမယ်အားလုံးကျင်ညပြီဆိုတာနဲ့ဝက်သားနေမဲ့ထဲမှာအားလုံးရောထည့်လိုက်ပါမယ်နော်ဒီနေ့မှာတော့သစင်ကဝက်သား1ကီလိုစာကိုအချိန်ဆလေးရေးပေးထားပါတယ်ပေါ့နော်ပိုတာလိုတာကိုကကိုချင်းချိန်လို့ရပါတယ်ရှင်ပီလော့ပီနတ်မုတ်ကော်မုတ်ကိုကြတော့ဆယ်စွန်းထမင်းစာစွန်းပေါ့နော်တကြားကိုကြတော့လဲ6စွန်းထမင်းစာစွန်းပါကြက်ပါမုတ်တို့မဟုတ်ဝက်သားမုတ်ကိုကြတော့6စွန်းထမင်းစာစွန်းနော်ပဲငံ့မြတ်ရဲ့အကြီးကိုကြတော့လဲထမင်းစာစွန်းနဲ့8စွန်းပါရှင်ကွာစီမုတ်ကိုကြတော့ဆယ်စွန်းလက်ဖက်ရ ရေစွန်းနဲ့ပါနော်စားကိုကြတော့တစွန်းလက်ဖက်ရေစွန်းပါရှင့်ပြီးသားတာနဲ့ရေကို400မီလီပေါ့နော်အားလုံးရောထည့်ပြီးွားတာနဲ့အာရပယနေမယ်နော်ဒီနေရာမှာရေကိုရေခဲရေသုံးပေးပိုကောင်းပါလေရှင့်အသားရဲ့စစ်ထုတ်မှုကပိုကောင်းလို့ပေါ့နော်လက်နဲ့နေရတာအမရလို့ဒီစွန်းနဲ့အာရပယအောက်ထိပေါ့နော်အားလုံးမှုလိုက်မယ်ပြီးတာနဲ့10မိနစ်နဲ့ထားလိုက်ပါမယ်ဒီကနေ့လို့ရှင်ပြောက်ဖို့အတွက်ကို eco win ကအိုအစ်စ်လေးရောက်လာတဲ့တခါလဲဆန်ပြလိုက်ပါမယ်နော်စွန်းတစ်ချောင်းပါမယ်ဘယ်တော့မှမဖက်ဖြစ်တဲ့အညွန်းစာရွေးအမခန့်လေးလဲပါတာပေါ့နော်အိုလေးကြည့်လိုက်ရအောင်နော်အကြီးဆုံး site ကိုရွေးထားတာလေကိုမျက်နှာနဲ့မျက်နှာသုံးမျက်နှာစာ 900တော့မပြည့်ဘူးပေါ့နော်ဈေးကချနေဆိုတော့အတော်တန်တယ်လို့ပြောရမှာရှင့်ကိုဝင်အိုတစိုက်တရားဆိုရင် premier high quality ဖြစ်လို့ပေါ့နော်သူ့ရဲ့အလေးချိန်ကလည်းအရင်လေးမနေဘူးပေါ့ပေါ့ပါနဲ့တောက်တက်တာရှိတယ်ပြည်ရနဲ့သူ့ရဲ့အိုအဖုံးလက်ကင်နေရာတွေကစားပေါ့နော်ချောညက်ပြီးတော့ကင်လို့အရင်အဆင်ပြေပါတယ်ရှင့်သူ့ရဲ့အိုဖြစ် design ဆိုရင်လည်းလက်စစ်မီဘူးနဲ့သုံးမလား gap မီဘူးနဲ့သုံးမလားကိုအဆင်ပြေတာပေါ့နော်ကြိုက်တယ်လို့မျိုးသုံးလို့ရတော့အဆင်ပြေတာပေါ့နော်ဆိုရင်တော့ဆယ်မိနစ်နဲ့ထားတဲ့ဝတ်သားတွေရပြီဆိုတော့စပြီးတော့ကြိတ်လိုက်ရအောင်ပေါ့နော်ဒီနေရာမှာအိမ်မှာကြိတ်ဆက်မရှိဘူးဆိုရင်လည်းငရုပ်စုံနဲ့ပေါ့နော်အားရပါရအားသုံးပြီးတော့ထောင်းလို့လည်းရပါတယ်ရှင့်ဒါပေမဲ့အချိန်တော့နည်းနည်းပူကုန်တာပေါ့နော်သန္တာကအဲ့မှာစရပဲပေါ့နော်ဆရာမ မကြီးရဲ့မှာဝတ်သားတွေအာရပါရထည့်လိုက်တာပေါ့နော်တဘိုးနဲ့လောဘဇောတက်ပြီးတော့လေအဲ့ဒီမှာဝတ်သားတော်ယုံကြည်ဖို့မလွယ်တော့အချိန်နဲ့အကြာကြီးပေးလိုက်ရတယ်ရှင်မမြန်ပြီးချင်းလို့ဆက်နဲ့ကြိတ်ပါတယ်ဆိုမှပဲဒါပေမဲ့လည်းနောက်ဆုံးမှာတော့ကြိတ်ထားတဲ့ဝတ်သားလေးတွေရပြီဆိုတော့ပကံခုတော့မှခွဲထုတ်လိုက်မယ်နော်ဒီနေရာမှာဇွန်သေးနဲ့ထုတ်နေရပေါ့နော်နောက်ဘဝထိတော့မှခူးလို့ပြီးမှာမဟုတ်ရှင်အဲ့ဒါကြောင့်မလို့ဇွန်ကြီးနဲ့ပြောင်းပြီးတော့ခတ်ထုတ်လိုက်ပါမယ်ပေါ့နော်ခတ်ထုတ်တဲ့ခါကျရင်လည်းတေချာလေးနည်းနည်းကြည့်လိုက်ပေါ့နော်ကိုယ့်ရဲ့ဝတ်သားလေးတွေကစစ်စီလုံးလုံးထွထွေးကက်ကက်လေးဖြစ်နေပြီဆိုတော့ဝတ်သားလုချင်လို့ပို့အတွက်ကိုအရန်စစ်ပြင်းနေပြီရှင်ဘက်မှာတော့ထပ်ပြီးတော့ကြိတ်အောင်ပါပေါ့နော်လောလောဆယ်တော့ဒါကြိတ်ပြီးသားတွေကိုရေကတက်တာထဲမှာနှစ်နာရီလောက် ောက်သွားပြီးတော့နှက်ထားလိုက်မှာပေါ့နော်ပြီးမှပဲပြုတ်ရပါမယ်ချက်ချင်းထထုံလို့မရဘူးပေါ့နော်အခုဆိုရင်တော့ဝတ်သားလူရှင်ကကောင်စားရဖို့အရေးကိုသူ့ဝင်ရေကတတတာမှနှစ်နာရီလောက်ထပ်ပြီးတော့စစ်ပေးရအောင်ပေါ့နော်ပြီးတာနဲ့လှုပ်လက်ဆလေးတွေကိုဆက်ပြီးတော့ပြန်ကြိတ်ရပါမယ်ရှင်အဲ့လိုမဟုတ်ဘဲနဲ့ဝတ်သားတွေအားလုံးပေါင်ကြိတ်ရလာပြီးမှတစ်ခါတည်းရေကတတတာတဲ့ပေါင်ထည့်မယ်ဆိုရင်တော့အချိန်တွေအများကြီးကုန်တယ်လေအဲ့ဒါကြောင့်မို့ကြိတ်လက်ဆလေးပြီးသွားတဲ့ဟာတွေကိုအရင်ဆုံးရေကတတတာတဲ့အရင်ထည့်လိုက်တာပါရှင်ဒီနေ့မှာတော့တစဉ်ကဝတ်သားလူရှင်ပေါ့နော်1ကီလိုတော့မှလှုပ်လိုက်တယ်ပေါ့နော်တော်တော်များတဲ့ပမာဏလို့ပြောမယ်ရှင်ခုလိုမျိုးကြိတ်ပြီးသွားတဲ့ခါကျတော့လေ3ခွက်တောင်မှရတာပေါ့နော်အများကြီးပဲအိမ်သားတွေကိုလည်းဝ ွေကျူးလို့ရအောင်ပေါ့နော်အဲ့ဒါဆိုရင်တော့ရေကက်တက်တာတော့မှနှက်ထားတာအလဲရတစ်ခုကတော့ရလောက်ပြီဆက်လက်ရ န်ခုဆိုရင်တော့နှစ်နိုင်လောက်နှက်ထားတဲ့ဝက်သားလေးရပြီဆိုတော့စပြီးတော့ပြောက်လိုက်ရအောင်ပေါ့နော်အရင်ဦးဆုံးရေနွေးကိုစုအောင်တဲ့ပေးရမယ်ပေါ့နော်။အိုးရဲ့၃ပုံ၂ပုံလောက်ကိုရေထည့်ပြီးတော့ဆွဆူလေးတဲ့ပေးမယ်နော်။ပြီးသွားတာနဲ့ရေခဲရေလေးပြင်ရမယ်ရှင်ရေခဲနဲ့ရေနောက်အေးအေးလေးဖြစ်နေအောင်ပေါ့နော်။လူချင်းလေးတွေအလုံးလေးတွေထုတ်ပြီးတဲ့တခါတည်းရေအေးတွေထည့်လို့ရအောင်။လူချင်းပြောက်တဲ့နေရာရှိကိုရှိတော့ပေါ့နော်။သူကရေနွေးကိုအရင်ဆုံးစုအောင်တဲ့ရမယ်။ပြီးသွားတဲ့အခါကျမှပဲမီးကိုရှော့ပြီးတာနဲ့ရေနွေးကိုနွေးတဲ့အနေထားပေါ့နော်။ မီအေးအေးလေးပဲပြန်လှုပ်ပြီးမှပဲပြက်သွားမှာမဟုတ်ဘူးဆိုရင်ရင်နွေးဆူဆူနဲ့ပြုတ်မယ်ဆိုရင်အသားတွေကအကလုံး꽌ထွက်သွားတယ်အဲ့ဒါဆိုတော့လူချင်းအလုံးမဖြစ်တော့ပါဘူးเนาะအဲ့ဒါကိုတော့တတိထားရပါမယ်ရှင်အခုဆိုရင်ရင်နွေးဆူလာပြီးမို့သစင်တို့ကမီကိုပေါ့เนาะအပြော့ဆုံးပြန်ပြီးတော့ short ပေးလိုက်မယ်เนาะမီအေးယုံလောက်ပဲထားပါမယ်ရှင်ပြီးတာနဲ့အဝဆူလုံးလေးတွေကိုတပြင်းကြီးဖြတ်သွားအောင်မွေလိုက်မယ်ပေါ့เนาะအဲ့ဒါဆိုရင်တော့စပြီးလုံးထည့်လို့ရပါပြီရှင်သစင်လုံးနဲ့နေရတော့ပေါ့เนาะအရန်ကို basic ပေါ့เนาะဘယ်လိုမျိုးပြောမလဲလက်တီးဆုပ်တဲ့မှာအသားထည့်လိုက်မယ်ပြီးတာနဲ့လက်ညိုနဲ့လက်မချားနေထွက်လာတဲ့ဟာလေးတွေကိုဇွန်လေးနဲ့ထုတ်ပေးလိုက်တာပေါ့เนาะတလုံးတလုံး ဖြစ်သွားအောင်ပေါ့နော်ဒီနေရာမှာလေအရန်ညင်ညင်ညာဖြစ်စရာမလိုပေါ့နော်ကိုအဆင်ပြေသလိုကိုစားတဲ့ပုံစံနဲ့ကိုလှုပ်လို့ရပါတယ်ရှင်တချို့အကြတော့လေဇွန်းနဲ့ချောင်းတော့ပေါ့နော်အပြန်အလှန်ပေါ့နော်အဲ့လိုမျိုးလုံတဲ့နီးလေးရှိပါတယ်ရှင်အခုလိုမျိုးလူချင်းအသားလေးလုံတဲ့အခါကျရင်လေလက်အိတ်မသုံးပါနဲ့ပေါ့နော်သစဉ်သုံးကြည့်ပြီးသွားရင်လုံးဝအဆင်မပြေပေါ့နော်အသားတွေရှိသမျှအကလုံးလက်အိတ်မှာကတ်တယ်လေအရန်နဲ့မျောစရာကောင်းတယ်အဲ့ဒါကြောင့်လက်ကိုဆင်အောင်တေချာဆေးပြတာနဲ့လက်လေးနဲ့လုံတာပိုကောင်းတယ်နော်ဒီနေရာမှာသစဉ် recommend ပေးချင်တာတခုကပေါ့နော်လူချင်းလုံတွေကလေငရုတ်ကောင်းအဖြူရောအမဲရောသုံးလို့ရပါမယ်လေအမဲလေးသုံးပိုကောင်းတယ်သူကပို့ပြီးတော့မွေးသလိုခံစားရလို့ပါရ ရှင်အခုဆိုရင်တော့လူချင်းလုံးတွေကမီအေးအေးအနေထားမှာနေရတကြသူ့ဟာသူအသားကျနေပြီဆိုတာနဲ့မီကိုအလဲအလက်လောက်ပြန်ထားပေးလိုက်ပါမယ်နော်ပြီးသွားတာနဲ့သူ့ကို9မိနစ်10မိနစ်15မိနစ်လောက်ပြန်ပြုတ်ထားလိုက်ရင်တော့ရပါပြီရှင်လူချင်းလုံးလေးတွေရပါပြီသူ့ကိုဆယ်ထုတ်လိုက်ပါတော့မယ်ဆယ်ပြီးတာနဲ့ဆွဆွပြင်ထားတဲ့ရေခဲရေထဲကိုထည့်ပါမယ် လိုမျိုးပြုတ်ပြီးသားလူရှင်လုံးလေးတွေကိုရေခဲရေထဲမှာထပ်ပြီးတော့စိန်ချင်အဖြစ်ဒီအသားလုံးလေးတွေကကြစ်ထုတ်ပြီးတော့ပို့ပြီးတော့စားကောင်းစေပါတယ်ရှင်ခုသူစဉ်လုံးပြလိုက်တဲ့လူရှင်လုံးနေဝတ်တာလုံးလုံးနေရဆိုရင်စီးပွားဖြစ်အနေနဲ့လည်းပြန်ပြီးတော့လှုပ်ရောင်းချစ်သူတွက်လည်းအရန်ဆင့်ပြပါတယ်နော်ခုဆိုရင်တော့လူရှင်အီအီလေးရပါပြီနော်ဒီမှာလေးသူပုံစံလေးကြည့်အောင်ဒင်း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 လေးနဲ့နော်ခွဲပြပါမယ်နော်ထဲမှာအသားလေးရဲ့ကြစ်ထုတ်မှုကိုကြည့်လိုက်ရအောင်နော်ကြည့်လိုက်ပါအသားလေးကကျစ်နေတာပဲနော်နောက်တစ်လုံးတော့ဖွဲပြမယ်နော် 起来哦。嗯。哎呀，刚。အရသာတော့လုံးဝပြောစရာမရှိဘောနော်တကယ်ကိုစားကောင်းတာပြီးတာနဲ့သူ့ရဲ့အသားလုံးရဲ့ကြစ်ထုံမှုနဲ့အီအီဆက်ဆက်လေးနဲ့ကလေလုံးဝတကယ်ကိုစားကောင်းတော့ကိုလှုပ်လှုပ်ကောင်းတာပြောတာမဟုတ်ဘူးနော်တကယ်ကောင်းတာခုလိုမျိုးပြုတ်ပြီးသားလူရှင်လုံးတွေကလည်းထပ်ပြီးတော့ပူပူနွေနွေပေါင်းစားလို့လည်းရတယ်နော်ဒါမှမဟုတ်နှချံခွဲပြီးတော့လည်းကြော်စားလို့လည်းရတယ်နော်အရန်ကောင်းတာอืม 我也不知道嘞，不知道你咋搞的。 okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဒီနေ့မှာတော့ဒီစင်ကဟိုတရှိရရှိတယ်ဝတ်တာလူရှင်ဝတ်တာလုံလေးကိုလှုပ်စာပြလိုက်ပြီပေါ့နော်လှုပ်ရတာအရန်လွယ်တယ်ဒါပေမဲ့အချိန်နည်းနည်းယူရတယ်ပြီးတော့အလုပ်နည်းနည်းရှုပ်လို့မှာပေါ့နော်ဒါပေမဲ့အရန်စားကောင်းတယ် ready made ဝယ်စားတာခုလိုမျိုးလှုပ်စာတာပေါ့နော်အရန်ပို့ပြီးတော့စားလို့ကောင်းတော့ပေါ့နော် okay ဒီစင်ဗီဒီယိုလေးကိုအဆုံးထိပြချတော့အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်းနောက်ပြီးကြောင်းမယ်ဒီစင်ကဗာလေးတွေစားပြပြီးတော့ဗာလေးတွေလှုပ်ပြဆန်ပြမယ်ဆိုတော့ကြီးရှာပြပါတော့နော်အားလုံးပဲတတ်တာ